ဒီဒီရွေးချယ်နယ်လေးကပြန်လဲကြိုးစားပါကြနော်နေဗာလေးပြောချင်လဲဆိုတော့နော်ခလေးကြလဲဒီလောက်သူတို့တွေပြဖြစ်ပြက်နေရမြင်သာမြင်သာလဲသိရမလားဟိုအာသာဖြီဘူးလောက်ပဲတွေးနေလို့တော့ကျွန်တော်ကအဲ့အတိုင်းပဲမှန်းတော့တယ်နော်အာသာဖြီဘူးလောက်ပဲတွေးနေကြတယ်အာသာဖြီဘူးလောက်ပဲတွေးနေကြတယ်ဘာလို့ဆိုမင်းဟမ်ကုလသမဂ္ဂအချိန်ရှိတဲ့နောက်ကိုမတက်ရလို့မပြူရလို့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဘလို့ပြောနေအောင်ဝါကန့်ကွက်သားရပါဘူးပြူနေရ ခမရတော့အတူတူပဲကြာခမရနဲ့အမှုရင်ဆိုင်နေရတဲ့လူကခမရဟမ်ခမရမကြည့်ဘဲနဲ့ခမရကိုအမိန့်ချနေမယ်ဆိုခမရစဉ်းစားလीဟုတ်တယ်မလားဒါတာအဲ့လောက်လေးတွေးစားမှာခမရဒီကာကချင်းနိုင်ငံပါနဲ့ဆွေးနွေးပြုနေအောင်ခမရခမရတော့အမေရိကန်လားဟမ်အမေရိကန်နိုင်ငံလားဟမ်အမေရိကန်နိုင်ငံလားဘာဘာနိုင်ငံကြီးညို့ခမရတော့ဟိုလုံးဝဟမ်ဟိုတိုင်းပြည်ဝနေနိုင်ငံကြီးလားခမရတော့ဟမ်ကြတော့မဟုတ်တာကြီးပြခမရဒီမှာအဲ့ ဒီကောင်မပြောတာဒီကောင်မသူတို့ကတော့သိရမလားသူတို့ကတော့ဟိုရင်ဖာယာပြီးတော့ညာဖို့ပဲစဉ်းစားနေရပြီးတော့သူတို့သူတို့ပြောတာလေးချက်နားထောင်ကြည့်လိုက်ပါဦးနော်စတေမာရှီယာကနေပြီးတော့အော်တိုဘာ၁၀ရက်ချင်းကျင်းပခဲ့တဲ့ဒုက္ခရေကောင်စီရဲ့အကြိမ်၆၀မြောက်အစည်းအဝေးကိုတက်ရောက်ခွင့်မရလို့စစ်ကောင်ရှင်ကစိတ်ဆိုးနေပါတယ် အဲ့ဒီအစီအစဉ်မှာကုလသမဂ္ဂလူ့ခွင့်ရင်ဆိုင်ရာမဟာမင်းကြီးရဲ့အစီအရင်ခံစားနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရအဖွဲ့တို့ရဲ့အစီအရင်ခံစားတွေကိုပေါင်းဆက်ဆွေးနွေးခဲ့ကြတာပါ အခုလောကု အစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဆွေးနွေးတာတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်ကိုယ်စားလှယ်ဦးကျော်မိုးထွန်းတက်ရောက်ဆွေးနွေးခွင့်ရခဲ့ပေမဲ့စစ်ကောင်စီဘက်ကတော်ဦးတယောက်မှတက်ရောက်ခွင့်မရတဲ့အပေါ်ကိုစိတ်ဆိုးပြီးတော့ထုတ်ပြန်ချက်တစောင်းထုတ်ပြန်ခဲ့ပါတယ်။ ်ကုလစည်းဝေးမှာမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်ဦးကျော်မိုးထွန်းတက်ရောက်ပေမယ့်အဲ့ဒီထုတ်ပြန်ချက်မှာသက်ဆိုင်တဲ့နိုင်ငံကကိုယ်စားလှယ်ပါဝင်ခွင့်မပြုဘဲကျင်းပခဲ့တာဟာလူ့ပွင့်ရေးကောင်စီရဲ့အခြေခံမှုဖြစ်တဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုနဲ့ ဥပဆောင်ရမှုတို့ဟာတွေ့ဖက်နေတယ်ဆိုပြီးတော့ဟေးတာထားပါတယ်။ဒါဒီလူခွေရင်ကောင်းစီရဲ့စိတ်နေမှုတွေကိုစစ်စစ်အတည်ပြုနိုင်ခြင်းမရှိတဲ့အချက်လက်တွေကိုအသုံးပြုထားပြီးစစ်ကောင်ရှိအပေါ်ဆက်ဆဲချက်တွေသာပါဝင်နေလို့ဆိုထားပါတယ်။တကယ်တရင်အောင်တရင်လုံးမတင်သက်တာเนาะသူတို့သူတို့ကြည့်ပြီးတော့တော်တော်တနာဖို့တော့ကောင်းတယ်ဗျာเนาะတရင်အောင်တရင်လုံးမတင်သက်တာเนาะအဲ့တော့ဒီက တည်ဝင်ကန့်ကွက်ထားတဲ့ဟာလေးဖွင့်ပြရတော့နော်တည်ဝင်ကန့်ကွက်ထားတဲ့ဟာလေးကျတော့ဂျနီဗာမြို့မှာ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာအော်တိုဘာလ10ရက်နေ့အထိကျင်းပခဲ့တဲ့လူခွင့်ရေးကောင်စီရဲ့အကြိမ်60မြောက်အစည်းအဝေးကာလအတွင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးရဲ့အစည်းအဝေးခန်းစားနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးရန်လျားဆိုတဲ့အဖွဲ့ရဲ့အစည်းအဝေးခန်းစားမှုအပေါ်ပေါင်းဆက်အပြန်အလှန်ဆွေးနွေးမှုကိုပြုလုပ်ခဲ့ပါတယ်။ ယခုအချိန်မှလည်းရခိုင်အချိန်ကနေတူသက်ဆိုင်တဲ့နိုင်ငံမှကိုယ်စားလှယ်အားပါဝင်ခွင့်မပြုဘဲကျင်းပခဲ့ခြင်းဟာလူ့အခွင့်အရေးကောင်စီရဲ့အခြေခံမူများဖြစ်တဲ့အပြုသဘောဆောင်တဲ့စွန့်လင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတို့နဲ့သိမ့်ဖက်သင့်ရှိပါတယ်။လူ့အခွင့်အရေးကောင်စီရဲ့စွန့်လင်းမှုများနဲ့အစီအရေးခံစားများမှာစစ်စစ်အတိပြုထိုင်ခြင်းမရှိတဲ့အချက်အလက်များကိုအများအားဖြင့်အသုံးပြုထားပြီးမြန်မာအစိုးရအပေါ်ထက်တလဲလဲစွပ်စွဲချက်များသာပါဝင်နေတာကိုတွေ့ရှိရပါတယ်။ဤကဲ့သို့သောစစ်စစ် ရှိတဲ့ဆွဆွင်းခြင်းများကိုအကြိမ်ကြိမ်ထပ်တလဲလဲပြုလုပ်လျက်ရှိကြောင်းတွေ့ရှိရပါတယ်။ကုလသမဂ္ဂရဲ့လူခွင့်ရေးကာကွယ်ညှင့်တင်ရေးမျက်နှာစာမှာအရေးကြီးဆုံးသောရန်နရာတရေဖြစ်တဲ့လူခွင့်ရေးကောင်စီဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုမှဖြစ်ပေါ်နေတဲ့အခြေအနေများကိုလက်တွေ့ကြကြဗန်းတိုင်းမှုကင်းကင်းဖြင့်ဓမ္မဒိဋ္ဌိကြကြရှုမြင်သုံးသပ်ခြင်းမပြုဘဲဗန်းလိုက်ပြီးတပတ်ဆောင်နေတဲ့အချက်လက်များကိုသာအမှန်အဖြစ်ယူဆကဆောင်ရွက်နေစဉ်ဖြစ်တာကိုတတိပြုမိပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံအနေဖြင့်ဤကဲ့သို့သော အခြေအမြင့်မရှိတဲ့ဆွဆွဲချက်များနဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်တဲ့ဆွေးနွေးချက်များကိုပြတ်သားစွာကန့်ကွက်ပေးချပြီးနိုင်ငံတော်ကဆက်လက်ဆောင်ရွက်နေတဲ့လုပ်ငန်းများကို ဆောင်တဲ့မြမကိုပိုင်လုပ်ငန်းစဉ်ဖြင့်ပြည်ရင်းငင်းချမ်းရေးတည်ငြိမ်ရေးတိုင်းပြည်သားရဝါပြောရေးတို့ကိုဆက်လက်ဆောင်ရွက်လျက်မြမနိုင်ငံသားများရဲ့အခြေခံအခွင့်အရေးများကိုပြည်တွင်ကာကွယ်သွားမှာဖြစ်ကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနမှထပ်လောင်းဖော်ပြထားပါတယ်ရှင်။ကဲအကြတော့ဒါသူကလုံးတဲ့နဲ့လှုပ်ထိုက်တဲ့အရာကိုလှုပ်တာလေလုံးတဲ့လှုပ်ထိုက်တဲ့အရာကိုလှုပ်တယ်ပြောစင်းပြောထိုက်တဲ့အရာကိုပြောရလေခမရဟမ် မြန်မာနိုင်ငံဖြတ်စည်းနေရမဟုတ်ဘူးမြန်မာနိုင်ငံဖြတ်စည်းနေရမဟုတ်ဘူးမြန်မာနိုင်ငံကာကွယ်နေတာသောပေါလားမသိဘူးတချို့ကောင်တွေကဖြတ်စည်းနေတာခမဟမ်ခမအမကြုံမုံရုံပြန်ငိုတို့ကြီးထိုင်ပြီးတော့ပြည်နေပြုံးနေမြန်မာနိုင်ငံအတွက်ထိခိုက်နစ်နာနေတဲ့အရာဆိုသူထပြောရမှာလေခမခမ NUG ဘက်ကဆိုပြန်လဲ NUG ပဲဖြစ်ဖြစ်ခမနော်ဒီဘက်ကပဲဖြစ်ဖြစ်ခမမြန်မာနိုင်ငံကိုကာကွယ်မယ်နော်သူတို့မဟုတ်ဘူးလားခမ မြန်နိုင်ငံကာကွယ်မှုတွေကိုတဲ့အစိုးရအနေနဲ့သူတို့လှုပ်ထားမှလားမျိုးသားညီညွတ်ရေးအစိုးရဆိုတော့ခမဘာလို့မြန်နိုင်ငံထိခိုက်နေတာနေရောဘာလို့မကာကွယ်ပဲနဲ့ဘာပြောဆွတ်ဆွဲနေတာဦးမယ်ခမငြင်းခံနေတာတော့နည်းနည်းလေးတွေတွေးနော်ခမနည်းနည်းလေးတွေတွေးဖို့လိုတယ်နော်ခမမှန်တယ်ခမတို့အန်ယူဂျီခမမြို့သားညီညွတ်ရေးအစိုးရဆိုပြီးတော့ပြောနေပေမဲ့လည်းခမမြန်နိုင်ငံကာကွယ်ရမှာလားမြန်နိုင်ငံနစ်နောင်လုံနေလို့ချင်းခမဝင်ပြောပြရမှာမဟုတ်ဝင်ဆိုရမှာမဟုတ်လား ဟမ်ဝင်ပြီးရောမစုပဲနဲ့ခင်ဗျာဒီတိုင်းပဲဒီတိုင်းပဲနေနေပြုနေတဲ့အရာဆွဆွဲဆိုဘလို့ဆိုဆိုဖြည့်ချင်းချက်မထုတ်ဘူးဆိုတွေကခင်ဗျားတို့အဲ့အဲ့အဖွဲကမြောင်းနိုင်ငံကိုပျက်စီးစေချင်တာဟမ်ကောင်းစားသိချင်တာခင်ဗျာကွဲပြားထွက်သွားပြီဗျာဟမ်ကွဲပြားပြားပြားထွက်သွားပြီလေဗျာကျွန်တော်တို့ကသဘောပေါက်လားမသိဘူးခင်ဗျားတို့ဟမ်သူတို့စိတ်တက်ကခင်ဗျားအောက်တန်းကြတယ်အောက်တန်းစားဆန်တယ်ဆိုတာခင်ဗျားမြင်တော်အောင်ပြောပြပြီးတာခင်ဗျား ဟမ်ညင်သာလားမသိဘူးနော်ဟမ်တော်ဆိုးတယ်ခင်ဗျားတို့တော်ဆိုးတယ်ခင်ဗျားတို့ဟာရေဟမ်ကျော်ကသဘောပေါက်မလားတော့မသိဘူးနော်မြန်မာနိုင်ငံကိုခင်ဗျားတို့နော်ခင်ဗျားဘန်းသူနော်ဘလို့ပဲဖြစ်ဖြစ်ကာကွယ်ရမယ့်ဟာခင်ဗျားမှရှိတယ်လीကြုံမှုထွန်းရခင်ဗျားမှရှိတယ်လी ဟမ်မြန်မာနိုင်ငံပြည်စီအောင်လုံနေတဲ့အရာတော့ခင်ဗျားကာဝယ်ရမယ်လीခင်ဗျားထမင်းစားတဲ့ဆိုခင်ဗျားနယ်လေးစောက်တိတရားရှိလीခင်ဗျားဒါကျွန်တော်တို့တော့ဟင်ကိုယ်မြန်မာနိုင်ငံထိခိုက်နေနာမယ်ဟိုကန့်ကွက်တယ်ပြုတယ်အကြောင်းတော့ကျွန်တော်တို့အားပေးထောက်ခံပါပဲချစ်ချင်းလေးပဲခင်ဗျာဟင်အားပေးတယ်ဒါကန့်ကွက်ရမှာခင်ဗျာအစော်ကြီးကလည်းလောမဲဟိုင်ကန်မဲဟိုင်ဒီကောင်ကဒီကတန်ကြီးတမန်ကြီးတယ်ခင်ဗျာဟာခင်ဗျာနောက်ကြလုံးလို့ကျွန်တော်တို့တော့ခင်ဗျာရဲ့ မခံကြည့်မခံနိုင်ဖြစ်တယ်တန်ရေးတမန်ရေးတွေခင်ဗျာလကားထားရမို့လကားခံထားရမို့လို့ပြောခင်ဗျာပြောရမယ်ဆိုရမယ်မဟုတ်တာတော့ကံအမှပြုတ်ရမှာလေခင်ဗျာရဲဝုံခင်ဗျာသူစံစားရင်ရဲကြလေဗျာခင်ဗျားတို့ဟုတ်တယ်မလားအများကြီးလှုပ်ရှားရရှိသေးတယ်ခင်ဗျာနော်အကြတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်တဲ့အတွက်ကျွန်တော်တို့ကတော့အားပေးတယ်နော်မလှုပ်တဲ့မလှုပ်ထိုက်တာကိုနော်ဟို ထိုင်ပြီးတော့ငိုတို့ထိုင်ပြီးလက်ညှိုးထောင်ခေါင်းချင်းလုံနေတဲ့កောင်းနေရတော့ကျွန်တော်တို့က노ပါပဲခင်ဗျာเนาะရိုင်းရိုင်းတိုင်းတိုင်းนี่ကျွန်တော်မပြောချင်လို့ခင်ဗျာ노ပါပါเนาะအဲ့လိုកောင်းမျိုးတွေကိုလည်းယုံကြည်ကိုးကွယ်နေတဲ့កောင်းတွေမင်းတို့ဆော့အောင်နောက်လေးទីလားထမင်းလေးပြောင်းစားကြမင်းတို့ထမင်းလေးပြောင်းစားကြအောင်ခင်ဗျာတို့